နေပြီးတရားမျှတတဲ့မော်စရာဖြစ်ရှင်တယ်လို့ကြိမ်ဆိုလိုက်ပါတယ်။ကျောင်းမားနဲ့မိဘတို့ကသူတို့တက်နေတဲ့အဲဇာနုကျောင်းကိုသွားနေကြတော့သူတို့ဆရာကျောင်းထွက်သွားတဲ့အကြောင်းကိုပြောနေကြပါတယ်။လမ်းမှာလူတစ်ယောက်ကအချိန်နဲ့ပြေးလာကကျောင်းမားတို့ကိုဘေးဖက်အောင်လို့ပြောပေးမယ်။ကျောင်းမားကမှော်ဆွဲနဲ့တွန်းထုတ်လိုက်ပါတယ်။အဲ့လူကလည်းထလာပြီးကျောင်းမားတို့ကိုအဆင်ပြေလာလို့မေးလိုက်ပါတယ်။ကျောင်းမားတို့ကသူတို့လောက်တာအတွက်တောင်းပန်လိုက်ပြီးအဲ့လူကမိဘကိုထိနေရကြောင်းကျောင်းမားတွန်းထုတ်တာခံလိုက်ရပြန်ပါတယ်။ကျောင်းမားတို့စာတင်ခန်းထဲမှာတော့စာတင်ချိန်တဝက်ကုန်သွားတာတော့ဆရာမလာသေးလို့စူညံပူညံဖြစ်နေကြပါတယ်။နောက်ဆုံးမှာတော့ဆရာရောက်လာပြီးဆရာကကျောင်းမားတို့မနက်ကလမ်းမှာတွေ့ခဲ့တဲ့လူဖြစ်နေပါတယ်။အဲ့ ဲ့လူကလည်းသူ့ကိုယ်သူမောင်ဘောလို့မိတ်ဆက်ပြီးစာတင်မှုစပါတယ်တစ်ဖက်မှာတော့ဟယ်လီဆိုတဲ့သူကမောင်ဘောရာကြီးចောင်းစီရလုံးပါကိုကန့်ကွက်နေပါတယ်ဒါပေမဲ့ចောင်းអុកက Professor Selica ကိုတိုင်ထောက်ခံထားတဲ့လူဖြစ်တာကြောင့်ထုတ်လို့မရတာပြောပါတယ် Selica ကចောင်းអុកခံနဲ့ရောက်လာပြီးចောင်းអុកကိုမောင်ဘောအပေါ်ဆေးချလို့ရတာပြောပြပါတယ်စာတင်ခန်းထဲမှာတော့မောင်ဘောကတင်မုံမှာကိုယ်ပိုင်စာကြည့်ချိန်ကိုရေးပြီးအိတ်ဖို့လုပ်နေပါတယ်ဒါပေမဲ့ចောင်းဘောကလက်သီးစာကျွေးလိုက်တာကြောင့်မောင်ဘောကမတင်ချင်တင်ချင်နဲ့တင်မုံမှာ၆ရည်နေပါတယ်ဒီကြားထဲចောင်းသူတယောက်ကစာပြန်ရှင်းခိုင်းတဲ့အခါမောင်ဘောကသူ့လည်းမသိတာကြောင့်ကိုဘသားကိုရှာဖို့ပြောလိုက်ပါတယ်ចောင်းမကတင်းသွားပြီးမောင်ဘောပြောတာ တွေကဆရာတယောက်နဲ့ကိုက်ညီရလာလို့မိတဲ့အခါမောင်ဘောကငပြောင်လုံးနေပါတယ်။စကားပြောနေတော့ကြောက်ကောင်းလုံးတီးတန်ကြတာနဲ့မောင်ဘောကလစ်သွားပါတယ်။ကြောင်မကနေလေစာစားနေတော့မောင်ဘောကကြောင်မရှိလာထိုင်ပါတယ်။မိဝါကတော့ဆရာနဲ့ခင်တွယ်နေပေမဲ့ကြောင်မကတော့မောင်ဘောစားတာခံနေရပါတယ်။အမှန်တော့ကြောင်မအစားထိုးဆရာလုံးနေရကြောင်ဆယ်လီကာကမောင်ဘောကိုဆရာခဏလုတ်ခိုင်းပါတယ်။မောင်ဘောကလည်းအလုံးမလုံးရှင်လို့တွန်းဆုံနေပေမဲ့ဆယ်လီကာရဲ့အမူဟန်တွေကိုတွေးလိုက်တဲ့အခါမှာတော့ညင်းလို့မရတာသိလိုက်ရပါတယ်။မောင်ဘောကတော့ကြောင်မကိုပိုင်စာလီလာချင်းလို့ပြောပြီးအိတ်နေပါတယ်။ကြောင်မကလည်းမောင်ဘောကပေါ့ပြက်ပြက်လုံနေရကြောင်သူ့အဖေကိုတိုင်ပြီးမောင်ဘောကိုအလုံးထုတ်လို့ရတာ ာပြောပါတယ်မောင်ဘောကလည်းအလုထုံးမယ်လို့ပြောတာကြောင့်ဝမ်းသာသွားပါတယ်ကျောင်းမကလည်းမောင်ဘောအခုလိုလုံးနေတာကိုသီးမခံနိုင်တော့တာကြောင့်စိန်ခေါ်လိုက်ပါတယ်မောင်ဘောကလည်းကျောင်းမစိန်ခေါ်တာကိုလက်ခံပြီးကျောင်းဝင်းမှာရှာဖို့လုပ်ပါတယ်မောင်ဘောကလည်းအခုပွဲမှာလျှက်စီကျောင်းမှော့ပဲတောင်းရမှာကိုပြောပြီးအသင့်ပြန်ခိုင်းလိုက်ပါတယ်တိုက်ပွဲဆရာနဲ့မောင်ဘောကကျောင်းမလုံးသမျှခံနေရပြီးအပြတ်သက်ရှုံးသွားပါတယ်ကျောင်းမကသူတို့ဂရုတီထားတဲ့အတိုင်းလုပ်ခိုင်းတဲ့အခါမောင်ဘောကဂရုတီထားတာကိုမသိကြအောင်ဆောင်းပြီးလစ်သွားပါတယ်ကျောင်းသူတို့